ပါရှင် Astro Guide Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှက်ခတ်အစီအစဉ်ရ2025ခုအောက်တိုဘာလ26ရက်နေ့တွင်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ့်နှက်ခတ်အချိန်အခါတွေကိုကျမအိမ်တွင်မွနဲ့မတ်ရွှေယုံပြေတို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်2025ခုအောက်တိုဘာလ26ရက်ဗုဒ္ဓဖူးနေ့ဗုဒ္ဓဖူးသတိပြုအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက်ခတ်9ပါးနဲ့မြို့ရဲလူငယ်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှက်ခတ်ချင်းကောင်းရောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင် နက်နက်10:40မိနစ်မှနေ့လယ်7:00နာရီတွင်မှာတော့ဖုန်းကန်ကြီးမြင့်မဲ့ဒဏ္ဍခက်ကိန်းကြောက်ချက်ချိန်မဲ့ဖြစ်ပါရဲ့ရှင်။နေ့လယ်7:14မိနစ်မှနေ့လယ်7:34မိနစ်အတွင်းမှာတော့စန်းထောင်မြင့်ပြီးမြစ်တိုင်ကန်ကောင်းမွန်စေမဲ့ဆုံးနှက်ခက်ကိန်းကြောက်ချက်ချိန်မဲ့ဖြစ်ပါရဲ့ရှင်။နေ့လယ်3:36မိနစ်မှနေ့လယ်3:56မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထိုထေရောက်ရှိအောင်မြင်မဲ့အဒီပြနှက်ခက်ကိန်းကြောက်ချက်ချိန်မဲ့ဖြစ်ပါရဲ့ရှင်။ နေလေ3နာရီ26မိနစ်မှနေလေ3နာရီ46မိနစ်အတွင်းမှာတော့ရာဒူဩစာနာကြီးမြင့်မဲ့ထီးပြုနှခတ်ခင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နနက်6နာရီ37မိနစ်မှနနက်6နာရီ52မိနစ်အတွင်းမှာတော့အင်ချမ်းမီရောင်းဝယ်ကိစ္စရပ်တွေကြိုးပြုစီမဲဆင်ဖြူနှက်ခက်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ9နာရီ3မိနစ်မှညနေ9နာရီ23မိနစ်အတွင်းမှာတော့ငွေကြေးရှင်ငွေရနာတီကဆန်းမှုကံကောင်းမွန်စီမဲရေနာနှက်ခက်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ည7:38မိနစ်မှာည7:58မိနစ်အတွင်းမှာတော့တာသမီရနာထွန်ကားရရှိစေမယ့်တန်တေနက်ခကင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍအနေဖြင့်ဗောဓဟူသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနက်ခနဲ့ပတ်သက်တဲ့နက်ခချိန်ခါတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။နနန်9:06မိနစ်မှနနန်9:26မိနစ်တွင်မှာတော့ထိခိုက်တည်ကြည်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မန္တနခက်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်၈နာရီမှနနက်၈နာရီ20မိနစ်အတွင်းမှာတော့အမှုအခင်းပြဿနာစိတ်ပူပန်သောကတွေကိုဖြစ်စေနိုင်တဲ့သောကနက်ခတ်ကြရောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လေ3နိုင်36မိနစ်မှနေ့လေ3နိုင်56မိနစ်တွင်မှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှခတ်ကင်ကြရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည7နိုင်24မိနစ်မှည7နိုင်44မိနစ်တွင်မှာတော့မိတ်ဆွေတင်ကားဟာဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့မိတ်တူနှခတ်ကင်ကြရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နံနက်2နာရီ16မိနစ်မှနံနက်2နာရီ39မိနစ်တွင်မှာတော့အလုတ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနှက်ခတ်ခင်ကြားရတဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီဆိုရင်တော့ဗဟုထုသသမီများပေါ်ပုံမပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခတ်ချိန်ခါရီကိုသမီတို့ရဲ့ဆရာဆရာဦးစရာကိုမှကိုရိုင်းသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီတို့ရဲ့ယနေ့နှက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့ပြည်ပသမီများအားလုံး